အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုနှိမ်နှင်းရမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်အင့်ရှိတယ်လို့ NUG ဝန်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေပုံလဲကပြောပါတယ်။ အယူကြီးရဲ့နိုဝင်ဘာလ16ရက်နေ့မှာထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားများပြောကြားခြင်းအစီအစဉ်မှာဥနယ်ဘုံလက်ကအဲ့ဒီလိုပြောဆိုခဲ့တာပါ။ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ၊အမေရိကန်နိုင်ငံနဲ့အိန္ဒိယနိုင်ငံတွေအနေနဲ့အွန်လိုင်းငွေလိမ်ခိုင်းတွေကိုနှင်းနှင်းဖို့ကြိုးပမ်းနေတာကိုအယူကြီးအနေနဲ့ကျေးဇူးတင်ရှိပြီးအယူကြီးရဲ့နေဆက်ဖြတ်ကျော်မှုခွင့်တိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့အနေနဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်ဖို့အသင့်ရှိရဲလို့ဆိုပါတယ်။ ဒါအပြင်နိုင်ငံတကာကအွန်လိုင်းငွေလင်ခိုင်းတွေကိုနှိမ့်နှင်းဖို့ကြိုးစားလာတာကြောင့်အာနာသိန်းစတက်က KK Pack လိုငွေကျင်းလည်လင်မှုစင်တာကိုအယောင်ပြဖြိုခွင်းကတသက်ခန့်ပစ္စည်းတွေကိုဖျောက်ဖျက်ပြီးတခြားနေရာနှစ်ခုမှာပြောင်းရွှေ့ပြီးတော့လေပတ်ဖို့လှုံ့ဆောင်နေလို့ဥနယ်ဘုံလည်းကထိပ်ပြောတော့ပါရဲ့ရှင်။ ချင်းပြင်းနဲ့တီးတိမ်မြို့နယ်ကတီးတိမ်ကလေးလမ်းပိုင်းမှာရှိတဲ့ကနေဒီတောင်တက်စခန်းနေရာကိုနိုဝင်ဘာလ18ရက်နေ့မနေ့ကချင်းတော်လေရဲ့တပ်ကပြန်လည်သိမ်းယူလိုက်တယ်လို့စစ်ရဲသတင်းရင်းမြစ်တွေကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစပြီးတင်းတိမ်မြို့နယ်စကိုင်းတိုင်းကလေးမြို့ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့တင်းတိမ်ကလေးလမ်းပိုင်းကိုနှစ်ဖက်ညှက်ပြီးစစ်ကြောင်းထိုးလာပြီးတဲ့နောက်တော်လရဲတပ်တွေထိန်းချုပ်ထားတဲ့ကနေဒီတောင်နဲ့တိုင်းငင်းစခန်းတွေကိုလက်လွတ်ခေကြရတာပါ။ ဒါပေမဲ့ကနေဒီတောင်တက်စခန်းကိုချင်းတော်လေရဲ့တပ်တွေကပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပြီးလက်နက်အခင်းရံတွေကိုပါသိမ်းဆီရမိခဲ့လို့ PDF ဇိုလန်ကနိုဝင်ဘာလ18ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အမြင့်ပင်8000ကျော်ရှိတဲ့ကနေဒီတောင်ကုန်းဟာစီရဲအရာသားမကစီဘော်ရဲ့ကုတန်တော်လာရဲ့စတဲ့ဗတ်ပေါင်းစုံအတွက်ဗျူဟာမြောက်အရေးပါတယ်လို့ဆိုပါတယ်။ ကနေဒီတောင်ကိုဒေါ်လာရဲ့တက်တွေသိမ်းယူပြီးတဲ့နောက်ဒီကနေ့မှလည်းတိုင်းငယ်ရော်တဝိုင်းမှာကလေးဘက်ကနေစစ်ကြောင်းထုတ်လာတဲ့စစ်တပ်နဲ့ချင်းဒေါ်လာရဲ့တက်တွေကြတိုက်ပွဲပြင်းထန်နေလို့စစ်ရေးတရင်ရင်မြစ်ကပြောပါရရှင်။ရန်ကုန်မြို့မှာအောက်တိုဘာလကဆက်လို့စက်သားဇင်းနှုံးတွေစက်တိုင်းမြင့်တက်လာပြီး CP စက်သားအကောင်လိုက်တပိတ်တာကို2500ကျပ်ထိဇင်းမြင့်လာပါတယ်။ဒီလိုဇက်တက်လာတာကထုံလုံးမုံကုံကြစရိတ်တွေမြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ကြက်မွေးမြူရဲ့လောက်ကင်သူတွေကဆိုပါတယ် အစာစေတတ်တာတည်ယူစရိတ်နဲ့အထွေထွေဈေးတွေတက်လာတာကြောင့်ကြက်မွေးမြူသူတွေညော့နေလာပြီးဈေးကွက်ထဲမှာထုတ်လုံနိုင်တဲ့ပမာဏလေးညော့ကြလာတယ်လို့သိရပါတယ်။အောက်တိုဘာလပထမပတ်မှာတပိတ်တာကိုကြက်တထောင်ဝန်းကျင်ပဲရှိခဲ့တဲ့အသားတို့ကြက်ချံဖန်းဈေးကလည်းနိုဝင်ဘာလပထမပတ်မှာတထောင်6350ကျပ်အထိမြင့်တက်ခဲ့ပါတယ်။နဝေမာလာဆွေရှေ့ရနေမှာတော့13350ကျပ်ဝန်းကျင်အထိအနည်းငယ်ပြန်ကျလာပေမယ့်လက်လီဈေးကတော့ပြန်မကျသေးပါဘူး။ ်လက်တလောစားသုံးသူလက်လီဈေးကွက်အတွင်းမှာစက်သားဈေးကပေါက်တပိတ်တာကို2600ကျပ်ရင်းပုံသားတပိတ်တာကို3000ကျပ်အထင်မြင့်တက်နေတာကြောင့်နေထိုင်စားသောက်ဈေးတွင်မြင့်တက်နေရလို့ဝင်ငွေနဲ့ထွက်ငွေမများဖြစ်နေရတဲ့ပြည်သူတွေအနေနဲ့ကတော့အသားဝတ်ယူစားသုံးဖို့ပုံမခက်ခဲလာကြပါရဲ့ရှင် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ကျော်တွေကိုစစ်တပ်ကနှဝင်မာလာ15ရက်နေ့ကနေ18ရက်နေ့အထိလေးရက်စတိုက်ပုံကျဲခဲ့တဲ့အတွက်စပေးရှောင်းမိသားစုဝင်၄ယောက်တေဆုံးခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါတယ်။ နဝေမာလာ18ရက်နေ့ကလေချောင်းတိုက်ခိုက်မှုအတွင်းတော်ရင်းမှာစစ်ဘေးရှောင်နေကြတဲ့ဟန်တာယောဂစစ်ဆောင်မိသားစုဝင်၄ယောက်သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။ကလေးကံကောကားလမ်းပေါ်မှာလည်းစစ်တပ်စစ်ကြောင်းတွေနဲ့တော်လရေတပ်တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီးစစ်တပ်ဘက်ကလေချောင်းနဲ့လက်နက်ကြီးပစ်ကူတွေလည်းပေးနေတယ်လို့ ကလေးတောင်ပိုင်းအခြေဆိုင်ဝိုင်းစောကလေးတောင်ဝန်ရှိသူကပြောပါရယ်။ကလေးမြို့နယ်မှာစစ်တပ်ကစစ်ဘေးရှောင်စခန်းတွေအပါအဝင်ပြည်သူတွေကိုပိတ်မတ်ထားတဲ့လေကြောင်းတိုက်ခိုက်တာတွေကိုဇက်တိုက်လုပ်နေတဲ့အတွက်သတိနဲ့တော်လာနေထိုင်ကြဖို့တော်လေရဲတပ်ဖွဲ့တွေကတိုက်တွန်းပြောဆိုထားပါရှင်။ မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်ဘေးရှောင်နေရသူတကြီးရွှေအိုး၃ယောက်ဟာအေးမိပြီးတော့နှဝင်ဘာလ၁၅ရက်နေ့ကနေနှဝင်ဘာလ၁၉ရက်နေ့အထိ၃ရက်အတွင်းမှာကွန်လွန်တော့ခဲ့ကြရဲလို့ကုညီဆောင်ရွက်ပင်းနေသူတွေစီကသိရပါတယ်။မြိုင်မြို့အနောက်ကျန်းကရော်တွေကိုပခုတ်ကူတက်မှတစ်သူညာတစ်စစ်ကြောင်းတွေကနှဝင်ဘာလ၁၇ရက်နေ့ကစာပေးစစ်ကြောင်းထိုးနေတဲ့အတွက်ထွက်ပြေးနေရတဲ့ပြည်သူတွေတဲက တက်ကြီးရွေဦးအဖိုးအိုတယောက်နဲ့အဖိုးအိုနှစ်ယောက်ဟာစစ်ဘေးရှောင်နေကြရင်တော်ရဲမှာအေးအေးမိမိဆုံတော့ကြတာပါလို့ဆိုပါတယ်။အညာဆောင်တွင်ကချဲအေးတဲ့အတွက်နဝေမာလာ15ရက်နေ့ညပိုင်းမှာအသက်60တနှစ်အရွယ်အဖိုးအိုတယောက်နဝေမာလာ16ရက်နေ့ညပိုင်းမှာအသက်60အရွယ်အဖိုးအိုတယောက်နဲ့နဝေမာလာ18ရက်နေ့မနက်ပိုင်းမှာတော့အသက်60တနှစ်အရွယ်အဖိုးအိုတို့သေဆုံးခဲ့တယ်လို့ဝီလာမြိုင်ချစ်တော်အညာမြင့်အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါတယ်။ စစ်ကောင်စီတပ်ဟာနိုဝင်ဘာလ16ရက်နေ့ညပိုင်းအထိမြိုင်နယ်ပေါ့မြို့နယ်အစမ်းမှာရှိကြတဲ့ကဘာဖြူထန်းပေါက်ကုန်းဖလန်ကန်ကန်တဲ့ကြောက်တိုင်ခင်နဲ့တဲကြီးကြီးော်တွေကိုစစ်ကြောင်းထိုးပြီးကြီးော်တွေအနည်းမှာတန်းဖြန့်ထားတယ်လို့စစ်ပေးဆောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်ရှင်။ အမေရိကန်အစိုးရကမြန်မာအပါအဝင်ဒေတာတွင်းနိုင်ငံတွေမှာရှိတဲ့ online ငွေလိမ်လုပ်ငန်းတွေကိုနှိမ်နင်းဖို့အတွက်ကြားဖြတ်တိုက်ဖြတ်ရဲအထူးတပ်ဖွဲ့ Scan Center Strike Force ကိုဖွဲ့စည်းလိုက်တာဟာကြားဖြတ်နှိမ်နင်းရတဲ့လိုအပ်ချက်လိုအပ်တဲ့ရည်ရွယ်ချက်တခုရှိနိုင်တယ်ဆိုပြီးစစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဘုချုပ်ဇော်မင်ထွန်းကပြောပါရယ်စစ်ကော်မရှင်ရဲ့ဩဇာခံသတင်းမီဒီယာတွေကလည်းတစင်ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာအခုလိုထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါရယ် အမေရိကန်အနေနဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force Burma အဖွဲ့ကိုဖွဲ့စည်းကမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်စင်တာတစ်ခုကိုစစ်ဆေးရပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK Pack လိုမျိုးလိမ်လည်မှုနေရာတွေကိုတိုက်ဖြတ်ဖို့အတွက် Ryan Thai Police Force Round Task Force နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့ဘန်ကောက်ကို FBI agent တွေဆင်လွတ်ထားကြောင်းသိရှိရတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။အဲ့ဒီအချက်လက်တွေကိုအခြေခံပြီးအမေရိကန်ဟာ ကြားဖြတ်ကိစ္စထက်နည်းနည်းတဲ့လိုအပ်ချက်ရှိနိုင်တယ်လို့သူက သုံးသပ်တာပါကြားဖြတ်တိုက်ဖြတ်ရဲ့အထူးတပ်ဖွဲ့ Scan Setter Strike Force ကိုအမေရိကန်အစိုးရကဖွဲ့စည်းကြောင်းနိုဝင်ဘာလ10ရက်နေ့ကကြေညာခဲ့တာဖြစ်ပါရှင် စစ်အုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ရန်ကုန်မန္တလေးနဲ့အီရာဝတီတိုင်းကတန်းခိုင်ရေးပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ပြည်သူ့ပါတီကိုယ်စားလှယ်လောင်ဆိုင်ပုတ်တဲ့ဇက်တိုက်ဖြန့်စည်းခံနေရတယ်လို့အဲ့ဒီပါတီတွေရဲ့ပါတီဝင်တွေကသိရပါတယ်ရန်ကုန်မှာအလုံးတင်ကန်ကျွန်းတန်လျင်နဲ့ရွှေပြည်သားမြို့မှာကြံခါရဲပြည်သူရှေးဆောင်နဲ့ပြည်သူပါတီကိုယ်စားလှယ်လောင်ဆိုင်ပုတ်တွေဇက်တိုက်ဖြက်စည်းခံရတာပါလို့ပြီးသုံးလုံးပါတီဝင်တယောက်ကဒီဘူဘီကိုပြောပါတယ် ဒါအပြင်အလုံးမျိုးနဲ့မှာရွေးကောက်ပွဲဝင်ပိုင်းမဲ့ကိုစလီလောင်းအင်ကိုခဲနဲ့ထူပြီးမင်းမပေးချဖို့အော်တော်တာရှိတယ်လို့သူကပြောပါတယ်။မန္တလေးတိုင်းမှာလည်းစိန်ကိုင်းနဲ့ပြည်ကြီးတခုံမျိုးနဲ့မှာချင်းခါရဲ့ပါတီကဝင်ပိုင်းမဲ့ကိုစလီလောင်းဆိုင်ပုတ်တယ်။နိုဝင်ဘာလ14ရက်နေ့ကဖြက်စည်းခံရပြီးအသစ်ပြန်လေစိုက်ထူထားရတယ်လို့ချင်းခါရဲ့ပါတီဝင်တယောက်ကဒီပူပီကိုပြောပါတယ်။ အဲ့ဒီလိုဖြစ်ရတဲ့ကြောင့်မဲဆွေဆိုင်ဘုတ်တွေကိုစောက်ကြည့်မဲ့လူကိုနေစားခပေးပြီးငားရမ်းနေရတယ်လို့ဆိုပါတယ်။ကြန့်ခါရဲ့ပြည်သူရှေးဆောင်နဲ့ပြည်သူပါတီကိုစလီလောင်ဆိုင်ဘုတ်ဖြတ်စည်းသူတွေလို့ဆွဆွဲချက်နဲ့နိုဝင်ဘာလ2ရက်နေ့ကနေနိုဝင်ဘာလ14ရက်နေ့အထိစစ်ကောင်စီကအမျိုးသား9ယောက်ကိုဖမ်းဆီးထားပါတယ်။ အာနာဒဲစစ်တကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်လို့ပြည်သူတွေဝမ်းဝမ်းကန့်ကွက်ချုပ်ချကြဖို့အမျိုးသားညီညွတ်ရေးအစိုးရအင်ယူချီနဲ့တော်လည်အင်အားစုတွေကထုတ်ပြန်ထားပါရဲ့ရှင်အိန္ဒိယပလဝနေဆက်ဒေတာမှာပြင်းထန်တဲ့အဝင်ပြက်ဝက်ရှော့ယောဂအခြေအနေတွေကြောင့်အိန္ဒိယရခိုင်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ထားတာကိုအိန္ဒိယဘက်ကနိုဝင်ဘာလ24ရက်နေ့အထိတွန်းမြင့်လိုက်တယ်လို့ဒေတာခန်ကုန်သွယ်တွေကပြောပါတယ်။ ။လမ်းပိတ်တာကိုတက်တန်းတိုးလိုက်တဲ့အတွက်ရခိုင်ကုန်တဲ့ယာနဲ့ချီပြီးပိတ်မိနေလို့ဆိုပါရယ်။အိန္ဒိယအာဏာပိုင်တွေကနိုဝင်ဘာလ10ရက်နေ့ကနေနိုဝင်ဘာလ20ရက်နေ့အထိတောလောက်ခွင့်ပိတ်ပင်ထားရကနေနိုဝင်ဘာလ24ရက်နေ့အထိတိုးမြင့်ပိတ်ပင်လိုက်တာဖြစ်ပြီးရခိုင်ဘက်မှကုန်စည်ပြတ်တောက်တာနဲ့ရင်ဆိုင်နေကြရတယ်လို့နောက်တစ်လိုက်ရောက်ရခိုင်ကုန်တဲ့တယောက်ကပြောပါရယ်။ အိန္ဒိယပလောကနေဆက်ဖြစ်တဲ့ထရီတန်ကာကင်းနဲ့လုံတင်ကြော်တွေမှာနိုဝင်ဘာလအစောပိုင်းကလေးကပြင်းထန်ဝဲပြက်ဝဲလျှော်ရွာကဖြစ်နေပြီးအရက်သားတွေသေဆုံးမှုရှိခဲ့တဲ့အတွက်နေဆက်ကြော်တွေကိုလော့တောင်းချပြီးနေဆက်ဖြတ်တန်တော်လာခွင့်ကိုပါနိုဝင်ဘာလ12ရက်နေ့ကလေးကပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်အိန္ဒိယရခိုင်ကုန်သွယ်ရေးလမ်းကြောင်းဟာလက်ရှိမှာရခိုင်ပြည်နယ်တစ်ခုလုံးအတွက်အရေးပါတဲ့စာနယ်ဇင်းအခရရှိဖို့လမ်းကြောင်းဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းကနေမြို့နယ်မင်းဦးရော့အနေကို Jet Fighter နှစီနဲ့နဝေမာလာ68ရက်နေ့ညနေ3နာရီခွေးကျော်အချိန်မှာစစ်တပ်ကဘုံကျဲခဲ့တဲ့အတွက်အရက်သားတယောက်သေဆုံးခဲ့ပြီးနှစ်ယောက်ထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။မင်းဦးရော့အနောက်ဘက်မှာရှိတဲ့မြင်းစင်ကုန်းတောင်ဘက်က PDF စခန်းကုန်းဂိတ်အဟောင်းနေရာကိုစစ်တပ်ကဘုံကျဲချခဲ့တဲ့အတွက်နန်းရိတ်နေတဲ့အသက်28နှစ်အရွယ်ចောင်းဆရာမမရှိန်မြသေဆုံးခဲ့ရပြီးသူ့ရဲ့အမေဖြစ်သူနဲ့အသက် 20အရွယ်အမျိုးသားတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ကဘုံလာကျတဲ့အချိန်အနည်းမှာနေရိတ်နေတဲ့ပြည်သူတွေကိုထိခိုက်ကုန်တာဖြစ်ပြီး PDF တွေမဟုတ်ဘူးလို့ကနေဒေတာခန့်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အခုလို့စစ်တပ်ကမကြာခဏဘုံကျနေတဲ့အတွက်မင်းအိုရောနာကရှာခင်းရှင်တွေဟာနန်းသီးနယ်တွေရိတ်သိမ်းချိန်ရောက်နေပေမဲ့မရိတ်သိမ်းနိုင်ပဲဖြစ်နေကြရတယ်လို့ဒေတာခန့်တွေကပြောပါတယ်ရှင်။